အားလုံးပဲမင်္ဂလာပါဆုရဲ့ Mystery Cat Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ Mystery Cat ရဲ့ဆလီးပုံမြောက်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့2024ခုနှစ်ကမှ တူရကီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့မှုကင်အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ဒီဖြစ်ပြအောင်ဆိုလို့ရှိရင်အရန်ုံထိတ်လန့်တုံလှုပ်ပြီးတော့အသက်ရှူကြက်လောင်ကြောက်ဖို့ကောင်းပါတယ်။ဒီမှုတွေမှာတော့စုရမတိသေးတဲ့အစုံရဝါရတွေရဲ့ကြောက်စရာကောင်းတဲ့ death site တွေပါဝင်နေပါတယ်။အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအစွဲလန့်ကြည့်ရတဲ့သူတွေစိတ်နှူးတဲ့သူတွေဆိုလို့ရှိရင်တော့စက်နာမထောင်ပဲကြော်သွားပါလို့စုကပြောချင်ပါတယ်။အကြောင်းအရာလေးကိုဆက်မပြောခင်မှာစုရဲ့ mystery cat လေးကိုအမြဲတမ်းနားဆင်ပြီးတော့အားပေးနေကြတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်။တကယ်လို့ ုရဲ့ဗီဒီယိုလေးကိုအခုမှစကြည့်ခဲ့သူဆိုလို့ရှင် Mystery Cat ကနေပြီးတော့ဖြစ်အမှန်မှုကင်းဇာတ်လမ်းတွေကိုစကားဝိုင်းပုံစံပြောပြပြီးတော့တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။တကယ်လို့ဒီလိုတင်ဆက်မှုမျိုးကိုကြိုက်နေတတ်တယ်ဆိုလို့ရှင်တော့စုရဲ့ Mystery Cat Channel လေးကို Subscribe လုပ်သွားပေးပါအောင်နော်။ အော်တိုဘာလ၄ရက်2024ခုနှစ်တူရကီနိုင်ငံရဲ့ညနေအစောပိုင်းချိန်မှာဆိုလို့ရှိရင်အပြင်တယောက်တည်းမသွားတတ်တဲ့ဆယ်ကျော်သက်ကောင်မလေးတယောက်ဆိုလို့ရှိရင်တော့အိမ်ကနေပြီးတော့ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။အဲ့လိုနဲ့ပဲသူ့အမရနေပြီးတော့သူမရဲ့ဖုန်းတွေကိုတောက်လျှောက်ခေါ်နေတယ်။ဒါပေမဲ့သူမကဖုန်းမကင်ခဲ့ဘူး။အဲ့လိုခေါ်နေရင်တချိန်မှာဆိုလို့ရှိရင်တော့ဖုန်းကဝင်သွားတယ်။ဟိုဘက်ကနေပြီးတော့လူတယောက်ကလက်ခံဖြေကြတယ်။အမေဖြစ်သူကဒီဘက်ကနေ Hello ကပဲလားဆိုပြီးတော့စမေးလိုက်တယ် အဲ့ဒီအချိန်မှာဟိုဘက်ကနေပြီးတော့ခမရဧကဘဲအမေလာဧကဘဲကတော့အခုချိန်မှာမြို့ရိုးပေါ်မှာကောင်းကောင်းအနားယူနေပါပြီဆိုပြီးတော့ပြန်ပြီးတော့ဖြည့်ကြခဲ့တယ်။ကောင်မလေးရဲ့အမေဖြစ်သူကဒီအတောင်လဲကြားလဲကြားအရန်ကိုထိုက်လန့်တုံလှုပ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့သူမကဒီအတောင်ကောင်းကောင်းမှတ်မိနေတယ်။အဲ့ဒီလူကဧကဘဲနောက်ကိုတောက်လျှောက်လိုက်ပြီးတော့ဖုန်းနေတောက်လျှောက်ဆက်နေတဲ့ အကပဲရဲ့ store ကအများရန်ချောင်းမြောင်းပြီးတော့နောက်ရောက်ခံပြီးတော့ line နေတတ်တဲ့သူတယောက်ဖြစ်လို့ပါအဲ့ဒီနောက်ထပ်ပြီးတော့ကောင်မလေးရဲ့အမေကစကားတောင်ထပ်မပြောရသေးဘူးဟိုဘက်ကနေပြီးတော့ဖုန်းကိုချပစ်လိုက်တယ်အဲ့ဒီအချိန်မှာတော့ကောင်မလေးရဲ့အမေကဖုန်းနေတောက်လျှောက်ထပ်ခေါ်တယ်လုံးဝထပ်မကင်တော့ဘူးအဲ့ဒါနဲ့ပဲသူပြောသွားတဲ့ဒီမြို့ရိုးဆိုတဲ့နေရာကိုကောင်မလေးရဲ့အမေကအမြန်လိုက်သွားခဲ့တယ်ဒီလိုလိုက်သွားရင်လည်းလမ်းမှာလည်းထောက်လျှောက်ဖုန်းနေခေါ်တာပေါ့နော်အဲ့လိုနဲ့မြို့ရိုးနာရောက်ခံနေအချိန်မှာ ဖုန်းကဝင်သွားတယ်။ဟိုဘက်ကနေပြီးတော့ရိုးရိုးအတန်နဲ့ပဲယောက်ျားအတန်နဲ့ပဲလူတစ်ယောက်ကထပ်ကိုင်းတယ်။ကော်မလီရဲ့အမေကထပ်မေးတယ်။အာအကူကိုင်းကဘာလုပ်လဲဆိုပြီးတော့သူကမေးလိုက်တော့ဟိုဘက်ကနေပြီးတော့ဒီဖုန်းကလမ်းမှာကြာနေလို့မျက်ခင်းပေါ်မှာကြာနေလို့ကျွန်တော်ကောက်လိုက်တာဒါမျိုးရိုးနာမှာဆိုပြီးတော့ထပ်ဖြေတယ်။ဒါဆိုရင်တေချာသွားပြီ။သူ့ရဲ့သမီးအေကဘေကအဲ့မျိုးရိုးရှိတဲ့ပန်းချံမှာရှိနေအောင်ကြောင့် သူကမြန်မြန်ဆန်ဆန်ပဲလိုက်ရှာတယ်မြို့ရိုးကြီးကလည်းအကြီးကြီးအဲ့ဒါနဲ့ပဲဒီမြို့ရိုးဟာဆိုလို့ရှိရင်တူရကီနိုင်ငံအစ္စတန်ဘူမှာရှိတဲ့ကွန်တန်တီနိုပဲဆိုတဲ့မြို့ရိုးဟောင်းရင်ဆူရိုမန်ဒလေးမြို့ရိုးတို့ဘာလို့လို့ပဲဒါပေမဲ့သူကပို့ပြီးတော့မြင်တယ်လေးထပ်တိုက်အမြင်လောက်ရှိတယ်အဲ့မြို့ရိုးကြီးမှာသူ့အမေကပတ်ရှာတာပေါ့အဲ့လိုပတ်ရှာနေတဲ့မြို့ရိုးတစ်ခုပေါ်ကနေပြီးတော့အဲ့လိုအော်တဲ့အတိုင်းကြားလိုက်ရတယ်ယောက်ျားလေးတယောက်တည်းအဲ့လိုကြောက်เสียကောင်းတဲ့အော်ဆန်ကြီးကိုကြားလိုက်အောင်သူ့မေကအဲ့မြောင်ပြေးသွား အဲ့ပြေးသွားတဲ့အချိန်မှာဒီမျိုးရိုးပေါ်ကနေလူတယောက်ကနေပြော့တခုခုကိုင်ထားတယ်သူတို့အောက်ကနေကြီးလိုက်တဲ့အချိန်မှာမမြင်ရအောင်မျိုးရိုးကဟိုဟာအမြင်ကြီးပဲဆိုတော့အဲ့ကိုင်ထားတဲ့အရာကြီးကိုဒီလိုမျိုးကိုင်ပြော့သူ့အမေလည်းအိုက်ရှိတ်လည်းရောက်လည်းရောက်ရောပြစ်ချထလိုက်တာအဲ့ဟာကြီးကပြုတ်ကြလာပေါ့မမေပြုတ်ကြလာဘာမှမသိဘူး အောက်ရောက်တော့မှရောင်းဆိုပြုတ်ကျလာပြီးတော့မှဒီကောင်မလေးအမေရဲ့ခြေထောက်ကိုကြော်သွားပြီးတော့ပေါ့နော်ဘေးနားကနေကြော်သွားပြီးတော့လိမ့်ပြီးအဲ့နေရာမှာညက်သွားတာအဲ့ဒါကြီးဘာကြီးလဲဆိုပြီးတော့ကြိတ်လိုက်တဲ့အချိန်မှာအေကပဲသူ့သမီးရဲ့ခေါင်းခေါင်းပြက်ကြီးပေါ့နော်သူ့မိမဆိုတာလေးကြောင်းလှန့်မြော့အော်ဒါအတန်ပြောက်လို့မတက်အော်တာအဟုံးကတိရမလားမိခင်တယောက်ကကွာကိုယ့်ရဲ့သမီးရဲ့ဒီခေါင်းပြက်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာမျက်လုံးတွေလည်းပြသွားပြီးအတန်လည်းမထွက်နိုင်တော့ဘူးသူ့မှာငိုပြီးတော့ အော်တာအော်နေအတန်းပျောက်လို့မတက်ဖြစ်နေအဲ့အချိန်မှာသူဆက်ငိုနေတာပေါ့နော်အပေါ်ကကောင်လေးကလည်းဘာကြီးလှုပ်နေလဲမသိဘူးအောက်ကနေမောကြည့်လို့ရှင်လှုပ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 ်နေခေါင်းမဲတွေ့ရတယ်ပြလိုက်ပြောမကြဘူးရဲကားနဲ့ဒီ ambulance တွေကရောက်လာတယ်သူတို့ဒီနေရာဆိုတော့နီးလို့နေမှာပေါ့ရဲစခန်းနေဒီဆေးရုံကားကြီးရောက်လာပြီးတော့အဲ့အချိန်မှနေပဲကောင်းလေးကဟိုတတိုင်းပေါ်တက်လိုက်တယ်ပြလိုက်ပြောထိုင်ချတယ်ဘေးလိုက်ကြီးမှီပြီးတော့ ပြီးတော့သူ့လှည့်ပင်ကိုကျိုးင်းနဲ့ဆော့လိုက်တယ်။ကျိုးင်းနဲ့ဆော့ပြီးတော့ဒီတိုင်းလှိမ့်ချလိုက်တယ်။တေးကြတယ်အိုက်ဘွားဒါကျိုးဆွဲပြီးတော့လှိမ့်ချလိုက်လို့ရှင်ဘာဖြစ်မလဲ။အောက်လည်းရအောင်စောင့်ဆွဲသလိုလှည့်ပင်ကိုကျိုးမှာပဲ။ပြီးတော့သူ့ခန္ဓာကိုယ်ရဘန်းဆိုအုတ်တိုင်းနဲ့ရိုက်မှာ။အဲ့လိုချက်ချင်းလှုပ်ချထိုက်တော့နော်။ဟုံးဆိုပြီးတော့ရိုက်ချပြီးတော့ဇက်ကဆောင်းလိုက် အကောင်လုံးကဘေးနာလူတွေကလည်းဒီအဖြစ်ရဲ့ကြီးကိုအကောင်လုံးကမြင်လိုက်ရပြီကွာဒါကြီးကပန်းချိုင်လူတွေလာပြီးတော့အပန်းဖြေအနေရည်ဖုန်းနေနဲ့အကောင်လုံးကဗီဒီယိုတွေရိုက်ထားကြမှာအဲ့ဒါနဲ့ပဲရဲတွေကချက်ချင်းရောက်လာပြီးတော့အပေါ်မှာဘာရှိလဲမရှိရဒီနေအောင်စီးဝိုင်းတားပြီးတော့အကောင်လုံးလူစုတွေခွဲပလိုက်ရောအခုခေါင်းဖြတ်ခံလိုက်ရတဲ့ကောင်မလေးသူ ਆ ဆိုလို့ရှိရင်အစ်ဘဲဦးစနာတဲ့16နှစ်ပဲရှိသေးတယ်အထက်တန်းကျောင်းသူလေးပေါ့နော်ပြီးတော့ဇွဲချိုးချပြီးတော့တည်သွားတဲ့ကောင်လေးအဲ့ကောင်လေးဟာဆိုလို့ရှိရင်လည်း တူတူပဲ16နှစ်ပဲသူ့နာမည်ကဆမ်မီတဲ့ဒီအခင်းဖြစ်သွားတဲ့နေရာမှာတော့ရဲတွေကလှုပ်ရှားရှားဆက်လှုပ်တာပေါ့အဲ့လိုနဲ့ပဲဒီစောနာဖြစ်စင်ရဆိုလို့ရှင်ဗီဒီယိုတွေရိုက်ထားကြတော့တေးကြတယ်ဆိုရှယ်မီဒီယာပေါ်မှာဟိုလေးတချို့ကျော်ဖြစ်နေပြီသူတို့နိုင်ငံမှာကြတော့ဒီဆန်စာမရှိတဲ့ Twitter တို့ Discord တို့အရန်သုံးကြတာအဲ့ဒီပေါ်မှာ ပို့ပြီးတော့ပေါ့နော် ဟာဘလို့ဖြစ်တာလဲဒီနှစ်ယောက်ကဘာလဲပဲမေးယုံရှိသေးတယ်ဒီရဲတွေကလည်းကောင်လေးအိမ်ကိုလိုက်သွားတာပေါ့နော်ကောင်လေးအိမ်ကိုလိုက်သွားပြီးတော့သူ့ရဲ့အခန်းမှာဘာတွေရှိလဲလို့စစ်ဆေးတဲ့အချိန်မှာအခန်းတကားလည်းဖွင့်လိုက်ရောနောက်ထပ်တလားကောင်မလေးပဲအစ်စနာဟာလီရဲ့သွားလဲ16နှစ်ပဲအဲ့ကောင်မလေးရဲ့အလောင်းဆိုလဲဆောင်းညက်ပတ်ထားတာ ကောင်မလေးကိုဘယ်လိုတတ်ထားလဲဆိုလို့ရှင်လဲအဲ့လိုလဲလှီးပြီးတော့တတ်ထားတယ်တချို့ကလည်းဒီသူလဲလှီးထားတာလဲပင်ပြက်လို့မတက်ဖြစ်နေရလို့ပြောကြတယ်အဲ့ ဒီတချို့ကဆိုလို့ရှိရင်လည်းဒီရှာကိုဖြတ် ပြီးတော့အဲ့ဒီရှာဖြတ်ဖြတ်ထားတဲ့ရှာကိုသူ့ပစတ်ထဲကိုပြန်ထည့်ထားခဲ့တယ်တဲ့ဒီ data အချက်လက်တွေကတော့မျိုးစုံတွေ့ရတယ်ဒါပေမဲ့တေးကြတယ်လက်လိတက်ခဲ့တယ်ပြီးတော့သူ့အခန်းထဲမှာရှိတဲ့ဆောင်းနဲ့လိတ်ပြီးတော့ထားခဲ့တယ်အဲ့ဒါဆိုလို့ရှိရင်အခုတေးသွားတဲ့ခက်လေးတွေအကောင်လုံးကအသက်ကအကောင်လုံး16နှစ်တည်းကြီးပဲသူတို့ကဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်တည်းကဒီကျောင်းနေပတ်အခန်းတူတွေ တငယ်ချင်းတွေပေါ့နော်ဒီကောင်လေးဆမ်မီရဲ့အိမ်မှာအသက်ခံလာရတဲ့ကောင်မလေးကဒီဆမ်မီရဲ့လက်ရှိရီးစားဧကဘဲကကြတော့ဒီလွန်ခဲ့တဲ့9နှစ်တုန်းကတော့တငယ်ချင်းတွေပဲဒါပေမဲ့ဆမ်မီကဒီကောင်မလေးကိုအယံဆွဲလန်းနေတာအဲ့လိုနဲ့သူတို့တွေကဒီပေါ့နော်ចောင်းနေဘက်တည်းကနေပြီးတော့၃နှစ်လောက်အထိခင်လာတယ်အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဆမ်မီကပြောင်းလာတယ်ဒီလိုမျိုးကောင်မလေးနောက်ကို တကောက်ကောက်လိုက်တာတို့ချောင်းမြောင်အရေးတကြီးကြီးနဲ့သိရမလားအဲ့လိုတွေဖြစ်လာတော့ဒီကောင်မလေးအိမ်ကလည်းရိမ့်မိတယ်ကောင်မလေးကလည်းတိုင်တယ်အဲ့တော့ကောင်မလေးဘက်ကနေပြောအဆက်အသွယ်ဖြစ်လိုက်တယ်မခေါ်တော့ဒါပေမဲ့တဖြည်းဖြည်းနဲ့ပို့ဆိုးလာတယ်မရအောင်အဲအကြောင်းမလို့ကောင်မလေးအိမ်ကနေပြီးတော့ကောင်မလေးကိုဒီကျောင်းမှာမတက်နေတော့ကျောင်းထွက်လိုက်တော့ဆိုပြီးတော့ဒီကောင်လေးလက်ကနေပြီးတော့လွတ်အောင်တခြားကျောင်းမှာပြောင်းပြီးတော့ထားရတယ်သူတို့တုံယောက်တငယ်ချင်းတွေဖြစ်နေတဲ့အချိန်တုန်းကဆိုလို့ရှိရင်ဒီဆန်မီကနေပြီးတော့ကောင်မလေးတွေကိုဆွဲဆောင်နေတယ်တဲ့ ငါတို့ရဲ့အတူတူတက်တည်အောင်ဆိုပြီးတော့ဆွဲဆောင်တာဒီဆဲကျော်တက်တည်ဆိုတော့ကတော့အိမ်မှာကွာအစင်မပြေတဲ့ဒရမာလေးတွေကတော့ရှိမှာပဲအဲ့ဒါအောင်သိရမလားသူတို့မှလုံးဝစိတ်စိတ်ညစ်စရာကြီးတစ်ခုလို့တွေးပြီးတော့ ကောင်လေးကအမှန်တော့ तू ကစိုက်ကိုဖြစ်နေရ။အရင်တော့တို့တို့တွေကမသိဘူးပေါ့။ဒီအခဲမဖြစ်ခင်2024လေးမတိုင်ခင်ရှင်းနှစ်ကမှ तू ကစပေါ်တာ။အဲ့တော့မှစေကန်းပြရင်လည်းဒီကောင်လေးကဆိုလို့ရှိရင်ပုံမှမဟုတ်စိုက်ကိုဖြစ်နေ။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒီကောင်လေးရဲ့စိတ်ဝေဒနာအတော့ကို9က6ခါလောက်စေယုံမှာတော်တော်ပြရတယ်တဲ့။ပြီးတော့အဲ့ကောင်လေးကသူ့ကိုယ်သူလဲစူးစိုက်လုပ်ဖူးတယ်လို့ပြောတယ်။ဒါပေမဲ့မအောင်မြင်ဘူးပေါ့နော်။အဲ့လိုနဲ့ဒီအမှုဖြစ်တာက2024ဆိုတော့ လွန်ခဲ့တဲ့တစ်နှစ်က2023ထဲမှာပေါ့ဒီကောင်လေးကနေပြီးတော့ဗီဒီယိုဖိုင်တစ်ခုကိုဒီကောင်မလေးသူဆွဲလန်းနေတဲ့ကောင်မလေးအကပဲစီကိုလှမ်းပို့လိုက်တယ်အဲ့ဗီဒီယိုထဲမှာ तू ကသူ့ကိုသူဗီဒီယိုရိုက်ထားတာပေါ့နော်ဒီဗီဒီယိုထဲမှာ तू ပြောထားတဲ့စကားတွေကအရန်ကိုစက်သိမ်းထားဖို့ကောင်းတယ်စုအသေးစိတ်ပြန်ပြီးတော့ဖတ်ပြပေးမယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင် तू ကစုအကူထိုင်နေတဲ့အနေထားနဲ့ပဲ तू အနောက်မှာကွန်ပျူတာကုန်းရှိရဲ့ပြီးတော့ဒီဘက်ကိုလှည့်ပြီးတော့ပေါ့နော်ဗီဒီယိုရိုက်ကောင်လေးကဒီလိုဟူဒီအမဲဝတ်ထားတယ်ပြီးတော့ ကောင်းလေးယောဂဆိုလို့ရှိရင်လုံးဝတန်တန်လေးပဲသဖြင့်ကောက်ကောက်လေးနဲ့ဒါပေမဲ့သူပြောတဲ့စကားအလုံးလေးကိုနားထောင်ကြည့်ဗီဒီယိုအစမှဆိုလို့ရှိရင်ကောင်းမလေးကိုနှုတ်ဆက်ထားတယ် Hi အကပဲပေါ့ပြီးတော့သူကဆက်ပြောတယ်ငါနင့်ကိုတီးတက်နှုတ်ဆက်ခြင်းလို့ပါနောက်ဆုံးတော့ငါတည်လိုက်တော့မယ်ငါကြောင့်နင်ကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးအတွက်တောင်းပန်ပါတယ်ဒါပေမဲ့ငါအတွက်ကတော့နင်နဲ့ပတ်သက်သမျှအရာအားလုံးကအယံကိုလှပတယ်နင်ထပ်ပြီးတော့စိုးရိမ်စရာမလိုဘူးကြောက်လန့်နေစရာလည်းမလိုတော့ဘူး ဒါတွေအားလုံးပြီးသွားပါပြီပုံမှန်ဘွားနဲ့ပဲနေနေသွားနိုင်ပြီလို့ငါမျောလင်းနေဒါပေမဲ့တခုပြောစရာကြမ်းသေးတယ်မနေ့ကနင်ငါ့ကိုမြင်လိုက်တော့အမှန်တော့ငါနင့်ကိုတမ်းလို့အဲ့ရီကိုလာခဲ့တာငါဒီဘွားကနေထွက်သွားတဲ့အချိန်အသက်တချောင်းလည်းနှုတ်သွားခြင်းနဲ့ဒါငါအတွက်အရန်ကိုအဖိုးတန်နေပြီးတော့အဲ့ဒါကလည်းနင်မဲဖြစ်ရမယ်နင့်ရဲ့နှလုံးသားရဲ့ လှပတဲ့နေ့ရက်မျက်လုံးတွေကိုကလော်ထုတ်သွားခြင်းနဲ့ငါးနှစ်နာရီလောက်ကြာအောင်မင်းနောက်ကလိုက်ခဲ့ပြီးတော့တိုက်အောင်မှစောင့်နေခဲ့တာအမှန်တော့အဲ့ဒီနေတွေကနင်သေးသွားခဲ့ရမှာဒါပေမဲ့ဖျားသခင်ကနင်းဘက်မှာရှိနေတယ်ဒီလိုအခွင့်အရေးမျိုးနောက်ထပ်ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာသိလို့ငါလက်လျှော့လိုက်တော့မယ်ဘာလို့လဲဆိုတော့ငါနင့်ကိုတတ်လိုက်ရင်ငါလည်းငရဲကြမှာပဲပြီးတော့ငါပဲကြံနေခဲ့ရမှာအဲအကြောင်းငါ့ကိုငါပဲတတ်သေးလိုက်တော့မယ်အဲ့လိုမျိုး ပြောပြီးတော့လေဗီဒီယိုရိုက်ပြီးတော့ကောင်မလေးစီကို Discord ကနေပြီးတော့လှမ်းပို့လိုက်တယ်။ကောင်မလေးကတွေ့တော့ဝင်ကြည့်လိုက်တာပေါ့ကြည့်ပြီးတော့အရောက်ထိတ်လာမှာပြီးတော့သူ့အဖေနဲ့အမေကိုပြပြီးတော့ရဲကိုသွားတိုင်တယ်။ဒါပေမဲ့လေရဲကအေးမယူခဲ့ဘူးနဲ့တူတယ်။ဘာတည်းမှတော့မတွေ့ဘူး။အဲအကြောင်းမဟုတ်လဲဒီလိုမျိုးလွတ်နေတာပေါ့။အဲ့လိုနဲ့ပဲအဲဆမ်မီကအဲ့မှာတခန်းရက်သွားတယ်ညင်သွားတယ်။ညင်သွားပြီးတော့တနေ့လဲကြာလဲကြာဆမ်မီရဲ့အမေကနေပြီးတော့ကောင်မလေးစီကိုဖုန်းလမ်းဆက်တယ်။အေဂဘယ်လာသမီးတဲ့ တမိစိတ်ဖူစရာမလိုတော့ဘူးနော်တဲ့ဆမ်မီကအခုရီးစားရသွားပြီတဲ့အဲအဲ့လိုပြောနေအောင်ဆမ်မီကလှုပ်ပြီးတော့အေးတဲ့ငါရီးစားရသွားပြီတဲ့ငါနင့်ပေါ်အာယုံမရှိရောဘောအေးစစ်ဖြစ်သွားပြီဘောသူပြောချင်တာအဲ့လိုပြောပြီးတော့ဖုံးချသွားတယ်အခင်းဖြစ်တဲ့အော်တိုဘာလ၄ရက်နေ့2024ခုနှစ်မှာဆိုလို့ရှိရင်ဆမ်မီအမေနဲ့သူညီမလေးကမနက်9နာရီခွဲလောက်ကြီးသူညီမလေးကတခြားเจ้าမှာចောင်းသွားတက်အောင်သူ့အမေကလိုက်ပို့တယ်။မနက်7နာရီလောက်မှာဆိုလို့ရှိရင်တော့ဆမ်မီရဲ့အဖေက လုတ်သွားတော့မယ်ဆိုပြီးတော့ဆမ်မီကိုနှုတ်ဆက်ပြီးတော့ထားခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူတို့အကုန်လုံးအိမ်မှာဘာမှမရှိတော့ဘူး။ဆမ်မီတယောက်ပဲကျန်တော့တယ်။ပထမဆုံးဘာလုပ်လဲဆိုတော့သူကသူ့ရဲ့လက်ရှိကောင်မလေးအစ်ဇနာကိုဖုန်းဆက်ပြီးတော့အစ်ဇနာရဲ့မနက်စာအတူတူစားရအောင်ငါ့အိမ်ကိုလာခဲ့ပါလားဆိုပြီးတော့ဖုန်းဆက်လိုက်တယ်။ပြီးတော့အစ်ဇနာကလည်းလာတယ်သူတို့ဒီလမ်းထိပ်တနေရာမှာပေါ့နော်။ဆုံကြတယ်ပြီးတော့နှစ်ယောက်သာပေါင်မုတ်ဆိုင်မှာ bakery တစ်ခုမှာပေါ့။ ပေါင်မဝင်ဝဲတယ်ပြီးလက်ပြီးတော့သူတို့နှစ်ယောက်အိမ်ကိုအတူတူပြန်လာကြတယ်ဒီအိမ်လဲရောက်လဲရောက်ရောဒီအိမ်ကြီးကိစ္စတွေတော့မသိတော့ဘူးပေါ့နော်ကောင်မလေးကိုဆံမီကနေပြီးတော့လဲပင်လှိလိုက်တယ်ဆောင်းနဲ့အုပ်ပြီးတော့ထားခဲ့တယ်အစနာနဲ့ဆံမီနဲ့ဒီလိုမျိုးကြိုက်နေတာဆိုလို့ရှိရင်အစနာရဲ့မိဘတွေကတယောက်မှမသိကြအောင်သူတမီးရပေါ့နော်အဲ့ဒီနေ့မှာအစ္စနာကနေပြီးတော့ကြောင်းသွားမယ်ဆိုပြီးတော့ပဲထွက်လာတာကမလေးအမေကဖုန်းလန်းဆက်တယ်အဲ့ဒီအချိန်မှာအစ္စနာကိုတက်လိုက်ပြီးသွားရင်းနဲ့တူတယ်ဆံမီကဖုန်းကင်ပြီးတော့ဖြစ်တယ် စ္စနာကကြောင်းမာတဲ့ဖုန်းခုံပေါ်မှာကြံခဲ့လို့ဖြေပေးအောင်ဆိုပြီးတော့ဖုန်းဖြေပြီးတော့ချလိုက်ပြီးလက်ပြီးတော့သူကအစ္စနာရဲ့ဖုန်းကိုယူလိုက်တယ်အပြင်လက်ထွက်လက်ထွက်ပြီးတော့သူကအဲ့လိုမျိုးလို့အသက်ရှူတန်ပြင်းပြင်းဟွန်းဟွန်းနဲ့လုံနေရတဲ့အဲ့သူ့အိမ်ဘေးနာအိမ်ကြီးနာချင်းနေရတော့မြင်လိုက်တယ်လို့အင်တာဗျူးမှာပြန်ဖြေခဲ့တယ်ဘလို့အတိုင်းလည်းမသိဘူးလုံနေရသူတို့ကလည်းအရင်တော့ကလည်းကွာအဲ့ကောင်လေးကအရင်ကဘေးအိမ်နေနဲ့လဲစကားမပြောဘူးလုံးဝ introvert သူတို့နဲ့ဒီမှာနှစ်တည်ကြာပြီပေါ့နော်နေတာနှစ်တည်ကြာပြီတောင်မှပဲအဲ့လိုမျိုးမေးထုခေါ်ပြောလည်းမရှိဘူးဟိုကလှမ်းပြီးတော့နှုတ်ဆက်ရအောင်မှပဲသူကမနှုတ်ဆက်အောင်မသိချင်အောင်ဆောင်းသွားတယ်အဲ့တော့သူတို့တွေကလည်းထူးထူးဆန်းဆန်းမော်ဘာလည်းမသိဘူးဆိုပြောဒီပဲဒီတိုင်းပဲကြည်နေလိုက်တယ်အဲ့လိုမျိုးကြီးအိမ်ရှိမှာမတက်ရက်ပြီအဲ့လိုမျိုးကြီးလုံနေပြီးတော့ခဏလေးကြာလဲကြာမှအပြင်ထွက်သွားလိုက်တာလမ်းပေါ်ရောက်တော့မှသူကအေကဘဲရှိ哦ဒီ is a nice phone အသုံးပြီးတော့ message လမ်းပို့တာကောင်မလေးနှစ်ယောက်ကတငယ်ချင်းကိုမြို့ရိုးကိုလာခဲ့ပါလားပေါ့ message လမ်းပို့လိုက်တယ် ကမာလေးကလည်းမသိဘူးမျိုးရိုးလာမှာပေါ့အဲ့တော့ဒီမျိုးရိုးပေါ်မှာဆိုလို့ရှိရင်တော့အသေးစိတ်ဘလို့တွေဖြစ်ကြလဲဆိုတာတော့မသိဘူးမျိုးရိုးပေါ်မှာကမာလေးရဲ့အလောင်းကိုတွားပြီးကြီးလိုက်တဲ့အချိန်မှာဒီကမာလေးရဲ့အလောင်းဟာဆိုလို့ရှိရင်ခါးကနေပြီးတော့တပိုင်းခုတ်ထားတယ်ပြီးလို့ရှိရင်လယ်ဘေးကလည်းပြတ်သွားပြီလေခေါင်းကမရှိရောဒီလက်နှစ်ဖက်ကလည်းပြတ်နေရတယ်ပြီးတော့အဲ့ကိုလုံးကိုဒီတိုင်းတော့ခုတ်ခဲ့တာတွေမဟုတ်ဘူးသူကဘလို့အောင်လှုပ်ခဲ့သေးလဲဆိုတော့သူ ပုံတင်ထားမယ်အဲ့ပုံသာကြည်လိုက် post လုပ်ပြီးတော့လေဘလို့ပြောပြမှမသိတော့အဲ့လူမျိုးကြီးလောက်ခဲ့တာတဲ့အရန်ကြောက်ဖို့ကောင်းတယ်ဘလို့တောင်စိတ်တဆဖြစ်နေခဲ့ရလဲမသိဘူးအော်ပြီးတော့သူကဒီ2024မတိုင်ခင်ရှေ့တစ်နှစ်မှာလဲသူကလုံးဝပလန်ချထားခဲ့တာလားမသိဘူး အသားဆိုင်မှာဒီ local ဈေးတွေကအသားဆိုင်မှာသူတို့ဝင်လောက်လိုက်တယ်အိုက်ကောင်လေးကအဲ့လိုဝင်လောက်တဲ့အချိန်မှာ तू ကအသားလျှက်ပညာကိုတော်တော်သင်ယူလာခဲ့ပုံရတယ်။ကောင်မလေးရဲ့ဒီ dead body နာမှာဆိုလို့ရှင်ဒီအသားလိသားတွေကိုငါးလက်တောင်မှတွေးခဲ့ရတယ်။အဲ့ဒီပုံကဆိုလို့ရှင်ဒီဆံမီဆွဲခဲ့တာသူ့ရဲ့အခန်းထဲမှာအဲ့လို main ကလေးတွေရဲ့ခန္ဓာကိုယ်တွေကိုခုတ်ပိုင်းဖြတ်အပိုင်းပိုင်းဖြတ်ထားတဲ့ပုံလေးကြီးပဲ။ skirt တွေဆွဲထားတာတဲ့။အရင်လှလှပပတော့မဟုတ်သေးရမလားသူဆွဲထားတယ်လို့သူ့ရဲ့စိတ်ထဲမှာရှိရတာအဲ့လိုမျိုးတွေဆွဲထားတာ စကတ်ဆောက်ကြီးရှိတယ်။အဲ့ဒီထဲမှာဒီတပွားဆိုလို့ရှိရင်ဧကဘဲကိုတက်ပြီးတော့မှလှုပ်ထားခဲ့တဲ့ပုံစံကြီးပြီးတော့ဒီဆမ်မီခန်းထဲမှာဆိုလို့ရှိရင်ဘာတွေထပ်တွေ့စီလဲဆိုတော့လူစီပါရဲ့ပုံနေနေရာမှာကတ်ထားတယ်ကုတုကလပ်ဆိုတဲ့ဒီ logo တွေအဲ့ဒါကဘာလဲဆိုတော့ဒီစေတံကိုကိုးကွယ်တဲ့ဂိုင်းတစ်ခုအဲ့ဟာတွေလည်း ူ့ရဲ့နေရာမှာအဲ့ဒါကြီးလဲရှောက်ပြီးကတ်ထားအဒီစေတန်နဲ့ပတ်သက်တဲ့ပုံတွေလဲနေရာမှာကတ်ထားတယ်ရဲတွေကဆမ်မီရဲ့အခန်းထဲကိုဝင်ပြီးရှာဖွေနေတဲ့အချိန်မှာမှသူ့ဖေကဘာဝင်ပြောလဲဆိုတော့ဆမ်မီရတဲ့အရင်တော့ကွန်ပျူတာအရန်လိုချင်လို့ပူစားကျွန်တော်ကွန်ပျူတာဝယ်ပေးလိုက်တယ်တဲ့ဒီနောက်ပိုင်းကျတော့သူကွန်ပျူတာသုံးနေတဲ့အချိန်မှာတယောက်ရက်ကသွားပြီးတော့စကားလာပြောတာတို့မုတ်သွားပေးတာလို့ဆိုလို့ရှင်သူကွန်ပျူတာသုံးနေတဲ့အချိန်ကျလို့ရှင်လူလာမခံဘူးတဲ့အဲ့လိုဝင်ပြောတယ်အခုမှဘာလို့ဝင်ပြောရလဲ အရန်ကိုစောသေးတယ်ဟိုမှာသူများသားသမီးနှစ်ယောက်ကသေသွားပြီအဲ့တော့သူတို့ရဲ့သားဒီစိတ်ကျမ်းမာရေးဆေးရုံတက်လိုက်ဆင်းလိုက်ဖြစ်နေတာတိတိချာချာလေးတော့ကြက်မမပေါ့ဒီတိုင်းလုတ်ပြီးတော့မှဒီလိုဒီလိုဖြတ်သွားပါတယ်ဒီအချိန်ကြားမှာဝင်ပြောနေအဲ့လိုနဲ့ပဲရဲတွေကဒီဆမ်မြင့်အခန်းထဲမှာရှိရဲကွန်ပျူတာတွေရောဖုန်းတွေရောစာရွက်စာတမ်းတွေအကုန်လုံးကိုသူတို့စုံစမ်းစစ်ဆေးဖို့ပေါ့တင်စီသွားခဲ့ကြတယ်နောက်ပိုင်းသတင်းတွေကဒီပုံတွေကတ်ထားဆိုတော့အကုန်လုံးကစေတံကိုးကွယ်နေတဲ့ ဒီဆက်ကြောသက်ကောင်လေးဆိုပြီးတော့ထင်ကြတာပေါ့နောက်မှရဲတွေကထပ်ပြီးတော့ထုတ်ပြန်တယ်ဒီကောင်လေးရဲ့ဖုန်းထဲမှာဘာတွေ့ရလဲဆိုတော့ insel group တွေကို join ထားတာ discord တို့ twitter တို့မှာ insel ဆိုတာကအမျိုးသမီးမုံတီအဖွဲ့အမျိုးသမီးတွေကိုမုံရမယ်အမျိုးသမီးတွေကိုနှိမ်ရမယ်အဲ့ဒီလိုမျိုးအဖွဲ့တွေမှာဒီလို join ပြီးတော့တချို့စာရီတင်ထားတာလည်းရှိရဲ့အဲ့ဒါတွေကိုတော့အသေးစိတ်မကြောညာအောင်ရဲတွေကဒီ group တွေကို join ထားပါတယ်ဆိုပြီးတော့ပဲထုတ်ပြန်လိုက်တူရကီမှာဆိုလို့ရှိရင်အဲ့ဒီမိမမုံတီအဖွဲ့ insel အဖွဲ့ကြောင့် ဒီလိုမျိုးမိန်ခက်လေးတွေကိုတတ်တဲ့အမှုတွေအားဆိုလို့ရှိရင်အရန်အောင်များပြတာ2024ခုနှစ်မှာတွေပဲဒီစစ်တမ်းအရာဆိုလို့ရှိရင်ဒီအမျိုးသမီးတွေကိုအကြမ်းဖက်တာတတ်ဖြတ်တာဆိုလို့ရှိရင်အမှုပေါင်း400ကျော်တယ်ဒီထုတ်ပြန်ထားတဲ့ website က we will stop femina site ဆိုတဲ့ဒီတူရကီကအမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့ NGO အဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာဘလောက်တောင်မှဒီတူရကီမှာဒီအဖွဲ့ရဲ့ လွှမ်းမိုးမှုအများနေလဲဆိုတာတွေးကြည့်ုံနဲ့ကိုတော်တော်ကြောက်ဖို့ကောင်းတယ်တူရကီမှာဆိုလို့ရှိရင်ယောက်ျားတယောက်ကမိန်းမတယောက်ကိုတတ်လိုက်မြင်တော့မှဒီတရားဆွဲပြီးတော့တရားရင်ဆိုင်ကြတဲ့အခါမှာဥပဒေအရပုံမှန်ဆိုလို့ရှိရင်လူတက်မှုကထောင်နဲ့တသက်တကြွကြမယ်ဆိုပါတော့အယူခံတွေဝင်ပြီးတော့ပြစ်ဒဏ်လျှော့ပေါ်လို့ရတယ်ဒီအယူခံဝင်လို့ရတဲ့ကောင်းစင်တွေကပါလဲဆိုတော့လှုံ့ဆော်ခံရမှုတဲ့ယောက်ျားနဲ့မိန်းမရန်ဖြစ်တယ်သမီးနီးစားနှစ်ယောက်ရန်ဖြစ်တယ်ဆိုပါတော့ယောက်ျားကလည်းပြောမယ်မိန်းမကလည်းပြန်ပြောမယ် အဲ့ဒါကိုမိမပြန်ပြောတာအောင်မခံနိုင်လို့ယောက်ျားတက်လိုက်ပါတယ်ဆိုရင်အေးလှုပ်ဆော်ခံရမှုဆိုတဲ့ခေါင်းစဉ်အောက်မှာပြစ်ဒဏ်လျှော့ပေါ်ပြီးရယ်တစ္ဆာဖောက်မှုတဲ့ဒီတစ္ဆာဖောက်မှုရဲ့ခေါင်းစဉ်အောက်မှာဒီဖောက်ပြန်လာတယ်မဟုတ်ဘူးသိရမှာတစ္ဆာဖောက်တယ်ဆိုတဲ့ဟာအရန်ကျဲပြန်တယ်အဲ့ဟာနဲ့လည်းအယူခံဝင်လို့ရတယ်ပြစ်ဒဏ်လျှော့ပေါ်ပြီးလို့ရတယ်ယောက်ျားမာနာကိုစော်ကားမှုတဲ့ဒီဟာရတော့လုံးဝယောက်ျားလေးတွေဘက်ပါတဲ့ဥပဒေဖြစ်သွားပြီ အဲ့လိုခေါင်းစဉ်တွေတုံးပြီးတော့ဒီထောင်နံတသက်တချွန်းပြစ်ဒဏ်ချမှတ်ခဲ့ရင်တော့မှပဲနောက်ဆုံးထောင်နံကို18နှစ်ကနေပြီးတော့24နှစ်အထိပဲကြာအောင်ဆိုပြီးတော့လုပ်လို့ရတယ်။အဲ့လိုကြီးအောင်လို့ဒီမိန်ကလေးတွေကိုတတ်တဲ့အမှုတွေအားဆိုလို့ရှိရင်ဒီတနှစ်ထဲမှာတော့မှပဲကိုကိုကိုတတ်တရားမဟုတ်တော့ ယောက်ျားကနေပြီးတော့မိန်းမကိုတတ်တဲ့အမှုအားဆိုလို့ရှိရင်2024ခုနှစ်မှာနေမယ်အမှုပေါင်းက400ကျော်အဲ့လိုနဲ့ပဲဒီဆယ်ကျော်သက်3ရဲ့ကိစ္စအားဆိုလို့ရှိရင်သူတို့ရဲ့ social media တွေမှာအရန်ပြန့်နှံ့သွားတယ်ပြီးတော့ဒီအမျိုးသမီးမုံတီရဲ့ insel အဖွဲ့ရဲ့အကြောင်းမှာ ထပ်ပါလာတဲ့အတွက်လူတို့ဟာဆိုလို့ရှိရင်ဆန်နာပြရဲစူပူရဲအုံကြွရဲဒါပေမဲ့လည်းအဲ့ဒီသတင်းကိုဆိုလို့ရှိရင်သူတို့တူရကီနိုင်ငံရဲ့မီဒီယာအကြီးတွေမှာလုံးဝထုတ်လွှင့်ပြသခြင်းမရှိပါဘူးတဲ့တူရကီနိုင်ငံဆိုလို့ရှိရင်လည်းလုံးဝမီဒီယာစန်းစားအယံများတဲ့နိုင်ငံဖြစ်ပါတယ်ဒီ2023ခုနှစ်ကဆိုလည်းသူတို့တူရကီနိုင်ငံမှာငလျင်ကြီးကြီးကျယ်ကျယ်လှုပ်ဖူးတယ်အဲ့ဒီတော့ကဆိုလို့ရှိရင်လည်းဒီတိုက်အဆောက်အဦတွေမှာပိတ်မိနေတဲ့လူတွေက Twitter မှာတက်ပြီးတော့ဒီတိုက်ထဲမှာတော့ပိတ်မိနေလို့ပါဘယ်လိုထွက်ရမလဲမသိဘူး ကူညီပေးကြပါအောင်လို့လှမ်းမြောက် post တွေတင်တယ်အကူညီတောင်းတဲ့ post တွေအဲ့ဒါကိုအဲ့ဒီအစိုးရကဘာလုပ်လဲသိလား Twitter ကိုခဏပိတ်ချပလိုက်တယ်အရန်ကိုလူတို့တွေစုပူပြီးတော့စိုးရိမ်ထိတ်လန့်မှစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ Twitter ကိုခဏပိတ်ချလိုက်တယ်အဲ့လိုအစိုးရမျိုးဒါပေမဲ့လည်းဒီတစ်ခေါက်မှာတော့ ဒီဆန္ဒပြတဲ့လူတွေကလည်းအများများလာတယ်ပြီးတော့ဒီ international သတင်း media ပေါ့နော် journalist တွေကလည်းရှိနေတဲ့အချိန်မှာသူတို့တွေကဒီတခါတော့ဒီဟောင်ကြက်ကြက်မက်မက်ကင်တွေတယ် insel group တွေက admin တွေကိုလိုက်ရှာတဲ့အရေးယူတဲ့ဖမ်းလိုက်တယ်ပြီးတော့ discord ဆိုလို့ရှိရင်လည်းတူရကီနိုင်ငံမှာလုံးဝဖမ်းလိုက်တယ် discord တုံးလို့မရတော့ discord ဘာလို့ ban ရလဲဆိုလို့ရှိရင်ဒီ insel group ထဲမှာလူတွေဘလောက်တောင်များနေလဲမမသိ啊 discord ကိုပန်းချလိုက်တယ်ပေါ့เนาะ insel group ကတော့ ခဏတာတော့ပျောက်သွားမှာပေါ့ဒါပေမဲ့လည်းသိတဲ့အတိုင်းဒီပညာတွေကတိုးတက်လာတဲ့အမြတ်တစ်ဖက်ကမကောင်းတဲ့သူတွေအားလည်းဒီမီပညာတွေကိုအမိလိုက်ပြီးတော့ ြောင်းလဲလာမှာပဲအတီးကသူတို့တရားဥပဒေနဲ့ကြက်ကြက်မမတ်အရေးယူနိုင်မို့အဲ့လိုလုံနေရင်ဂျားရဲကနေအဲ့လို insane group က admin တွေကိုဖမ်းအရေးတွေယူလုံနေရင်ဂျားရဲကနေပြီးတော့ဒီအမှုဖြစ်နေစဉ်အတွင်းမှာအမှုတွေလိုက်ပြီးတော့စုံစမ်းနေစဉ်အတွင်းမှာပဲဟိုနောက်ထပ်အမျိုးသမီး66 600ရာဆိုလို့ရှိရင်ထပ်ပြီးတော့အသက်ခံခဲ့ရတယ်အဲ့လိုတက်တာတွေကလည်းအရင်ယောက်ျားတို့ရရှိယောက်ျားတို့ ပြီးတော့ရီစာဟောင်းတို့ဒီမိသားစုဆွေမျိုးသားချင်းထဲမှာရှိတဲ့ယောက်ျားတွေကနေတူမတွေညီမတွေအမတွေကအဲ့လိုမျိုးပြန်တတ်တဲ့အမှုတွေအားဆိုလို့ရှိရင်ဒီအမှုစစ်စင်းနေတဲ့ရပ်ပိုင်းအတွင်းကို66မှုကထပ်တက်လာတယ်ပြီးတော့အဲ့ဒီယောက်ျားတွေကိုဘာကြောင့်တတ်တာလဲလို့မေးလိုက်လို့ရှိရင်လဲခွာရှင်းခွင့်တောင်းလို့ပြီးတော့ဒီ အိမ်တွင်အိမ်ထဲမှာပေါ့ကွာကိုပိုင်ဆုံးဖြတ်ချက်ချလို့တဲ့သူတို့နဲ့မတိုင်မင်ပဲနဲ့ main ကလေးတွေကကိုဖက်ကိုလွတ်လွတ်လပ်လပ်ဆုံးဖြတ်ချက်ချလိုက်လို့ရှင်လေအဲ့အကြောင်းနဲ့ရံဖြစ်ပြီးတော့တတ်တဲ့အမှုတွေဖြစ်တယ်ပြီးလို့ရှင်လေအဲ့လိုယောက်ျားတခြားလူတွေနဲ့တခြားယောက်ျားလေးတွေနဲ့စကားပြောတာဘာညာတွေ့လို့ရှင်လေတဝင်းတူတာတို့ဒီသူတို့နဲ့ ကြိုက်ပြီးပြီးသူတို့နဲ့ယူပြီးွားလို့ရှင်အဲ့လိုမျိုးလမ်းခွဲမယ်လို့ပါတော့အဲ့လိုမျိုးစပြောလာလို့ရှင်ဒီယောက်ျားတွေအားဆိုလို့ရှင်မိန်းကလေးတွေကိုတတ်ပြစ်တယ်ဒီလိုဖြစ်စင်နေရဆိုလို့ရှင်အခုမှထပြီးတော့ဖြစ်တာမဟုတ်ဟိုအရင်အရင်နှစ်တွေတည်းရာတူရကီနိုင်ငံမှာဖြစ်နေခဲ့တာဖြစ်ပါတယ်အခုစုပြောပြသွားတဲ့အကြောင်းအရာတွေကလေဒီလူမျိုးရေးလည်းမပါဘူးဘာသာရေးလည်းမပါဘူး ဟိုယောက်ျားတွေကိုမုံတိနေလို့ပြောနေရလဲမဟုတ်ဒီတူရကီနိုင်ငံမှာဖြစ်သွားတဲ့အမှုပေါ်မှာထွက်လာတဲ့သတင်းအချက်အလက်တွေကိုပဲပြန်လည်တင်ဆက်ပြီးတော့ပြောပြပေးနေရပဲဖြစ်ပါတယ်နော်ဒီအဖွဲ့အစည်းအကြောင်းနဲ့နိုင်ငံရေးဥပဒေတွေအကြောင်းအရန်များသွားပြီးစောနာအမှုကိစ္စကိုပြန်သွားရအောင်ဒီဆဲကျော်သက်၃ရောက်ရဲ့အမှုမှာဆိုလို့ရှင်တရက်ခန်ဆန်မီကကိုကိုကိုအဆုံးစီရင်သွားတဲ့အတွက်အမှုကတော့ဘာမှဆက်မဖြစ်တော့ဘူးအမှုကအိုက်မာတယ်ပိတ်သိမ်းသွားခဲ့ရတယ်စုအနေနဲ့ဆိုလို့ရှင်လေ စဉ်းစားကြည့်ကွာကိုယ်အိမ်မှာမွေးထားတဲ့ခွေးတောင်မှပဲတခြားသူကိုသွားကြိုက်လို့ရှင်တာဝန်ယူရသေးရပဲကြံခဲ့ရဲ့မိဘတွေအနေနဲ့လည်းတာဝန်ယူတဲ့နယ်လို့ထင်တယ်အခုနားဆင်နေကြတဲ့သူတွေအနေနဲ့ဆိုလို့ရှင်ရောဘလို့ထင်ပါသလဲစို့ကောမတ်မှာရေးသွားပေးခဲ့ကြပါအောင်နော်ဆမ်မြဲအဖေနဲ့အမေနဲ့ ਆ ဆိုလို့ရှင်လည်းတချို့အင်တာဗျူးတွေမှာပေါ့နော်သူတို့ဖြေတဲ့ပုံစံကဘလို့ဖြေလဲဆိုတော့သူတို့တာမှာအရင်တည်းကဆက်ယောဂရှိနေအောင်ကောင်မလေးတွေတိတာပဲတဲ့သူတို့ကမှမရှောင်တာပေါ့ဧကဘဲဆိုလို့ရှင်လည်းဆမ်မြဲက အရင်တည်းကဒီကောင်မလေးနောက်ကိုအလုံးဝစီးရီးရက်ကြီးနောက်ရောက်ခံပြီးတော့လိုက်ချောင်းမြောင်းနေတာသူမိဘတွေကဘာဖြစ်လို့ကောင်မလေးကိုတခြားမျိုးမပြောင်းပေးလိုက်လဲတခြားနိုင်ငံမပို့ပေးလိုက်လဲအဲ့လိုမျိုးပုံစံရင်းနဲ့ဖြေတာကွာလူတွေကအယံထောသားထွက်တာပေါ့ထိရမှာသူတို့သားကိုလေလှောင်ရင်းနှဲထည့်ထားမှာလေဒီကိုဖောက်ကိုကိုဖောက်နဲ့ရှင်တန်နေတဲ့ main ကလေးတွေကိုဘာဖြစ်လို့အဲ့လိုမျိုးကြီးအဖြစ်ပြောချင်ရတာလဲပြီးတော့စံမိအခန်းထဲမှာဆိုလို့ရှိရင်လဲစိတ်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေထပ်တွေ့စီရဒီလိုမျိုးစိတ်မကျမ်းမာရေးမကောင်းတဲ့သူက စိတ်ပညာစာအုပ်တွေကိုဖတ်တာเนาะဘာစာအုပ်တွေလဲဆိုတော့ Loss of Love တဲ့ Loss of Violent Psychology of Persuasion လိုမျိုးစိတ်ပိုင်းဆိုင်ရာသိရမလားတခြားသူရဲ့စိတ်ပိုင်းဆိုင်ရာကိုဘယ်လိုမျိုးစီးယုံရမလဲဆိုတော့ဤပညာစာအုပ်တွေစိတ်ပိုင်းဆိုင်ရာစာအုပ်တွေတာမန်လူဆိုလို့ရှိရင်တော့ကွာဥမာကိုယ်စကားကိုသူများနားထဲဝင်အောင်ဘယ်လိုပြောရမလဲစကားအောင်အောင်ဘယ်လို လေ့ကျင့်ရမလဲဆိုတော့စာအုပ်တွေပေါ့အဲ့ဒါကိုဒီလိုမျိုးပုံမှန်မဟုတ်တဲ့လူတယောက်ကသွားဖတ်လိုက်တဲ့အချိန်မှာတော့သူကဒီကောင်လေးက introvert กว่า introvert ဆိုတော့တခြားလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးလုံးဝမရှိဘူးဒီကောင်မလေးနှစ်ယောက်ကိုပဲသူကစီယုံနေတာ ဒီကောင်မလေးမြောင်အရင်က၃နှစ်လောက်ခင်မှုရယ်ဆိုတော့ဒီကောင်မလေးမြောင်နဲ့ဆက်ဆံရရဘလို့ရှိလဲမဘလို့တန်ရောစင်ရှိလဲဆိုတော့သူတို့အတိတ်နဲ့ကိုမသိနိုင်ဘူး။သူကဒီစာအုပ်တွေဖတ်ပြီးတော့ကောင်မလေးမြောင်ကို brain wash လုပ်နေခဲ့ပုံရတယ်။စီယုံသိမ့်သွင်းနေခဲ့ပုံရတယ်။ဒီဆံမြဲအခုလက်ရှိချစ်သူဖြစ်နေရယ်ဆိုရယ်ကောင်မလေးဆိုလို့ရှင်လဲတိတိနဲ့ကွာ သူတငယ်ချင်းကိုဒီကောင်လေးကလုံးဝဆွဲလန်းနေရအဲဆိုတာတိတိနဲ့ဒီသမီးရင်းစားဆက်ဆံရေးရှိခဲ့တာဆိုတော့လေအဲ့လိုနဲ့ပဲဒီကောင်မလေးနှစ်ယောက်ကိုအတူပါချားကြရင်ကောင်မလေးနှစ်ယောက်အတူပါမှာဆိုရင်တော့ပြည်သူလူထုကလည်းအများကြီးပေါ့အကုန်လုံးကဝမ်းနဲ့ငိုကြွေးကြတယ်ဒီဧကဘဲရဲ့အဖေအားဆိုလို့ရှိရင်သူ့သမီးနာမှာငုံငူကြီးထိုင်ပြီးဘာမှလည်းမလုပ်ဆူတောင်းနေတာပေါ့နော်သူတို့တွေကအစ္စလမ်ဘာသာဝင်နေဆိုတော့ဆူတောင်းနေပြီးတော့ ဒီအကပဲမှာလဲမောင်လေးတယောက်ရှိရဲအဲ့မောင်လေးอ่ะဆိုလို့ရှင်လဲသူ့အမအောင်ပြန်ပေးပါအဲ့ဒါပဲပြောနေသူ့အမေဆိုလို့ရှင်လဲငိုနေရပေါ့เนาะအကောင်လောက်ဝမ်းနဲ့ငိုကြွေးကြရတယ်မိန်းကလေးနှစ်ယောက်စလုံးအတွက်တော့ပြီးတော့အဲ့ချိန်မှာဆိုရင်ဒီအစိုးရထုတ်ပြန်တာပေါ့ဆမ်မီရဲ့အတူပါကတော့မလုတော့ပါဘူးဆိုပြီးအစိုးရသတင်းလွှင့်လိုက်တယ်ဒါပေမဲ့လဲလုတ်ခဲ့တယ် ဒီသူတို့မိသားစုဝင်ကြံခဲ့တဲ့၃ယောက်နဲ့ပဲစံမြဲအတူပါကိုလုတ်ခဲ့တယ်။ဒီအစ္စလမ်ဘာသာဝင်တွေကပေါ့နော်။တည်သွားတဲ့လူကိုခုသွင်းတချို့ကြတယ်။ပြီးတော့အုပ်ကူပေါ်မှာဆိုလို့ရှိရင်အမှတ်သားရေးရပေါ့နာမည်ရေးတယ်။ဒီစံမြဲအုပ်ကူပေါ်မှာဆိုလို့ရှိရင်သူတို့နာမည်လည်းမရေးရဘူးအမှတ်သားလည်းမလုတ်ရဲခဲ့ပါဘူး။ပြီးတော့ဒီ social media တွေမှာဆိုလို့ရှိရင်စံမြဲကိုချိန်ဆကြတာပေါ့။အစ္စလမ်ဘာသာဝင်တွေရဲ့အယူအဆနဲ့ဆိုလို့ရှိရင်ဒီတည်သွားပြီးတဲ့လူကို မီးတကြိုတာမကောင်းကွန်လွန်ကဝိုင်းဆဲကြတာပေါ့ဒီကောင်းရဲ့ခန္ဓာကိုမီးရှို့ပြည့်ရမှာအုပ်ကိုတိမ့်နဲ့သွားပန်းရမှာအဲ့လိုမျိုးတွေပေါ့နော်ဒါပေမဲ့လည်းဒီတေသွားပြီးတဲ့ကောင်မလေးနှစ်ယောက်ကတော့တေသွားခဲ့ပါပြီရရဆက်ဆက်နဲ့ဟိုပေါ့နော်လူအများရှိမှတေဆုံးသွားခဲ့ရတာဒီနှစ်နာခဲ့တဲ့ကောင်မလေးနှစ်ယောက် Isabel နဲ့ Ishnor ဒီနှစ်နာသူတွေရဲ့မိသားစုတွေအတွက်ကောအရန်ကိုခံစားရပါတယ်အရန်စိတ်မကောင်းဖြစ်ရပါတယ်ဒီမှာဆိုလို့ရှင်တော့ဒီလောက်နဲ့ပဲပြီးသွားခဲ့ပါတယ် ဒီအမှုမှာဆိုလို့ရှိရင်စုအနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးစိတ်ကြမ်းမာကြီးချုပ်တဲ့နေတဲ့လူတွေကိုလုံးဝပေါ့ပေါ့ဆာဆာနဲ့မထားတဲ့မအောင်ဒီကောင်လေးစံမီနေမယ်မဟုတ်အရှိရပြောခဲ့တဲ့ Brian ကိုကြီးဒီကောင်လေးอ่ะဆိုလို့ရှင်လဲစိတ်ကြမ်းမာကြီးချုပ်ယွင်းနေခဲ့တဲ့လူပဲသူတို့တွေကနောက်ဆုံးมาဆိုလို့ရှင်တခြားသူကိုပါရရက်ဆက်ဆက်နဲ့တတ်သွားခဲ့တာသူတို့ကသူတို့အသက်ကိုလည်းတန်မိုးမထားအောင်တခြားသူရဲ့အသက်ကိုလည်းအရန်ကိုရရက်ဆက်ဆက်နဲ့ လက်ရဲဆက်ရဲလှုပ်ရဲကြတဲ့လူတွေပဲဖြစ်ပါတယ်။အဲဒီလိုလူမျိုးတွေကအခုလိုမျိုးအကြံဖတ်အဖွဲစည်းတွေဒီမုံဒီရေးအဖွဲစည်းတွေနဲ့တွေ့သွားတဲ့အခါမှာသူတို့ရဲ့စိတ်တွေကပုံမဆိုးရွားလာခဲ့တာကိုလည်းတွေ့ရပါတယ်။ခေတ်ဆက်နှစ်တွေကအများအန်းတိုးတက်လာတာနဲ့အများဒီလိုမျိုးအကောင်းနဲ့အဆိုးတွေကအများအန်းတွန်တွဲပြီးတော့ရှိနေပါသေးတယ်။အဲဒါကြောင့်မလို့ဒီဖြစ်ပျက်လေးကိုကြည့်ပြီးတော့တတိနဲ့နေထိုင်ကြပါဒီစေကျော်သက်အရွယ်မှာဖြစ်တတ်တဲ့စိတ်ခံစားချက်ကအရန်အောင်ထိန်းချုပ်ရခတ်ပါတယ်။မိန်းကလေးရဲ့အနေနဲ့ဆိုရင်လည်းဒီလိုမျိုးယူသွွတ်မှုတွေထိန်းချုပ်မှုတွေနဲ့အချစ်ဆိုတာနဲ့ ွယ်ကွယ်ပြားပြားသိဖို့လိုအပ်ပါတယ်။အဲဒါဆိုလို့ရှိရင်တော့ဒီနေ့အမှုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နော်။ဘေးအန္တရာယ်ကင်းရှင်းပြီးပျော်ရွှင်စရာညချမ်းလေးဖြစ်ပါစေရှင်။ဆုနဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်။